ဒီနေ့ပြောပြခြင်းတဲ့အကြောင်းကတော့ American သမ္မတ Trump နဲ့သူ့ရဲ့ရောင်းရင်းကြီး Elon Musk တို့တယောက်နဲ့တယောက်ရမ်းဖြစ်ကြတဲ့အကြောင်းပြောပြခြင်းပါတယ်။အဲ့ဒါမပြောပြခင် Elon Musk တို့နဲ့ Trump တို့ရဲ့သူတို့ဆွေးရမှုတန်းနေကိုဘလို့ဖြတ်မယ်ပါညာဆိုတဲ့အစီအစဉ်ဆက်လုပ်တဲ့အကြောင်းအဲ့ဒီအကြောင်းဆက်ပြောပြပါမယ်။ပထမဦးဆုံးက Elon Musk က Tamara Trump ကြသူရပြီကနေတပြိုင်တည်းသူ့ကို dodge ဆိုတာ dodge ဆိုပြီးတော့အဲ့အဖွဲ့ကနေပြီးတော့သူဥက္ကရာနေပြီးပိတ်ထားတယ်ပေါ့နော်သူကနေပြီးတော့တိုင်းကြီးမှာကုံနေတဲ့ပိုက်ဆံတွေကိုဘလို့ဖျက်ပြမယ်ဟလာဘလို့တက်တာအောင်လုပ်ပြမယ်ဆိုပြီးသူက or တကယ်တမ်းကျတော့သူဘာကြောင့်ဒီဒီပရာဟီတာလုံငန်းတွေကိုအစိုးရအမေရိကန်အစိုးရလုံနေတယ်ဆိုတာသူနဲ့ဒေါ်နယ်ထရမ့်နဲ့အောင်စလုံးကြည့်ရတာသိနားလေပုံမပေါ့ဘူးဆိုဥပမာကျွန်တော်ပြောပြ လား food program ဆိုတော့ food program အစားအသောက်နဲ့ပေးတဲ့ဥစ္စာဆိုလို့ရှိရင်တစ်ကမ္ဘာလုံးကိုအစားအသောက်တွေကို America နေပြီးတော့ပေးတယ်ပေါ့နော်ချပါရတိုင်းကြီးပြီးပြီးချာချာပြန်ကြည့်လို့ရှိရင်သူတို့ပေးတဲ့အတိုင်းဒီအစားအသောက်တွေအလုံးက American လေသမားတွေစီကထွက်တဲ့အစားအသောက်တွေဒီအစားအသောက်တွေကရောင်းဝသည်ဖြစ်စေမရောင်းဝသည်ဖြစ်စေပုံနေမဲ့အစားအစိုးရနေပြီးတော့ဝယ်ပြီးတော့လေသမားတွေကိုဝင်ဝင်ရအောင်လုပ်ပေးထားတာဒီဟာတွေကိုအလကားဝယ်ပြီးပြစ်လိုက်မယ်အတူတူ ဘကဘာလုံးနဲ့ဖြတ်နေကျေစုတဲ့အတင်ခံရတယ်လေသမားတွေလည်းပတ်စင်ရတယ်အစိုးရအနေနဲ့ဘလုံးမလည်းမကုံသွားဘူးပြီးတော့လူတွေလည်းအလုပ်ရကြတယ်အဲ့ဒီအစီအစဉ်မျိုးရင်လောက်တာတခြားဒီဘရာဟီဒါလုံငါတော်တော်များများလေအဲ့လိုပဲအလကားပိုက်ဆံပေးမယ်အတူတူဒါတကဘာလုံးကိုပေးလိုက်မယ်ကျေစုတင်ခံရတယ်အားလုံးလည်းအလုပ်ဖြစ်တယ်ဆိုအဲ့လိုမျိုးအစီအစဉ်လောက်တာအဲ့ဒါကိုနားမလည်တဲ့ခါကြတော့ ် Elon Musk တို့ကသွားပြီးတော့အာဒါမလုပ်ဘူးဖျက်ပြစ်မယ်ဟိုကမလုပ်ဘူးဖျက်ပြစ်မယ်ဆိုတော့အကုန်လုံးကဒါလိထိုင်ကြည့်နေကြတယ်သူတို့ကိုမဲပေးရတူတယ်သူတို့ TV ဆိုရဲသဘောနဲ့ပဲထားလိုက်တော့အဲ့ဒါပြီးသွားတဲ့အချိန်မှာဖျက်တဲ့အချိန်မှာ American top နိုင်ငံအထုံးစံအတိုင်း democracy နိုင်ငံဆိုတော့သတင်းစာသမားတွေဝေဖန်ရင်းသမားတွေကဝေဖန်ကြမင်းတို့ကတဲ့ Donald Trump or Elon Musk ကိုမင်းတို့ကတဲ့ပိုက်ဆံမရှိတဲ့လူငယ်တွေလူတွေရဲ့နေရာတွေ ောက်ခြေစွန်းစားတွေကြတော့မင်းတို့ကလိုက်ပြီးတော့ဖြတ်ပြစ်တယ်။မင်းတို့တကယ်ဖြတ်မယ်နေရာရှိတယ်ပေါ့။ဥပမာဆိုပါတော့ American Tamaro မှာဆိုရင် Tamaro မှာ Golf Course ဟလာခောက်ကွင်းပေါင်း60ကျော်ရှိတယ်။ဘာလို့ဘို့တော့ Tamaro နဲ့ခောက်ကွင်းနဲ့အကုန်ဖြတ်ပြစ်ရေးတတ်ဆိုလို့ရှိရင်ခောက်ကွင်း20ရှိတယ်ပေါ့။ဖြတ်ပြစ်လေမင်းဘာလို့အဲ့ဒါကြီးကြတော့မဖြတ်ဖ ೇನೆ ။ဘာမှမရှိတဲ့ဟူနာအလိုသမားဖြတ်လိုက်ဒီနာအလိုသမားဖြတ်လိုက်နေအဲ့ဒါလေးဖြစ်တယ်။ဘာကြောင့်လဲတာဖြစ်ရလဲဆိုတဲ့အကြောင်းကြီးကိုကြည့်တော့ အစိုးရဆိုတော့သူတို့နားမလည်ဘူးဆိုတော့ပေါ်ပေါ်လာအစိုးရဆိုရတဲ့ဘာဝါကအကုန်လုံးကဂျုံနေသွားတယ်ဥပမာဆိုရင် American နိုင်ငံမှာဆိုရင်ဒီ God license တို့ပြနေရတော့တယ်သူတို့က God license တို့ဥစားအစိုးရဒီဘိုးအစိုးရလို့အောင်မိတယ်အဲ့လားဘိုးအစိုးရမဟုတ်ဘူးဒါပြည်နယ်အစိုးရလို့တာဘိုးအစိုးရ God license တွေပါတယ်မလုပ်ဖေးဘူးဆိုတော့အဲ့ဒီမှာလုံးလုံးနေလူတွေကြည့်ပြီးဒီကောင်းကြီးနှီးတယ်ပြူတယ်အလုံးမဖြစ်ဘူးပါဖြစ်တယ်ညာဖြစ်တယ်ပြောပြီးတော့လို့ဒါပေမဲ့အကောင်တော့ပြောရတာဘဟုအစိုးရမဟုတ်ဒါပြည်နယ်အစိုးရအလုပ်တာ ဘ ਹੁ ဆိုရလုတ်တာနောက်တစ်ခုဘ ਹੁ ဆိုရလုတ်တဲ့ပုံစံကရာသီဥတုထိန်းတာတို့နောက်ပြီးတော့ဒီကိစေးရေးလုတ်တာတို့ကိုစကားတို့အဲ့ဒါတွေခုနကဒါပုံဟောလုတ်တာတော်နောက်ထပ်မှအဲ့ဒါတွေဖြတ်မယ်ဒါအီလွန်မတ်စ်ကိုလုတ်တို့ပြောလိုက်တဲ့အချိန်မှာအကုန်လုံးကပြောတာကမင်းနဲ့အစိုးရပေးတဲ့အကူအညီတွေကို လိုက်ဖြတ်လို့ရှိရင်မင်းကြတော့ဟောတဲ့အီလွန်မတ်စ်ကိုပြောတယ်မင်းကြတော့ဟောတဲ့မင်းရဲ့တက်ဆလာက အမေရိကန်အစိုးရ energy တပါးပိုင်းကနေပြီးတော့ပေးထားတဲ့ပိုက်ဆံနဲ့မင်း Tesla ဖြစ်လာတာတဲ့မင်းအားတဲ့အပြောတမျိုးအလုပ်တမျိုးတဲ့အဲ့ဒါမင်းမင်းကြတော့လူများကြဖြတ်တဲ့မင်းကြလို့မလို့သူ့ကိုအင်္ဂလိပ်လို hypocrite လို့ခေါ်တာပေါ့နော်အဲ့ဒါ so အဲ့ဒါဒီဖြစ်ကြတယ် now အဲ့လိုပြောပြီးရဲ့နောက်မှာ Donald Trump မှာသူ့ရဲ့ကုန်စည်တားဆီးရေးဥစ္စာကြီးကိုလုတ်တဲ့အချိန်မှာဖြစ်ချင်တော့တရုတ်ပြည်ကိုကုန်စည်တားမယ်လို့ခရတဲ့နေမှာ Elon Musk ကသူ့ရဲ့ Tesla ကားရဲ့ပစ္စည်းများစုကတရုတ်ပြည်ကသွင်းတော့သူတော်တော်ဤွားတယ်အဲ့ဒီမှာဟာအဲ့ဒါကြီးကတော့မဖြစ်ဘူးတဲ့ငါ company team ရဲ့ဆိုပြီးတော့သူကပြောတယ်အချိန်ထဲမှာပဲ Toyota တို့ Nissan တို့ကနေပြီးတော့ hydrogen နဲ့ထုတ်တဲ့ကားတွေလာတဲ့ခါကျတော့ Elon Musk အနေနဲ့တော်တော်လေးဒုက္ခရောက်တယ်သူရဲ့အဲ့ဒီလူတွေကိုလိုက်ပြီးအလုပ်ဖြုတ်တဲ့အတွက်ကြောင့်မလို့သူရဲ့ Tesla ကားကလည်းဘလုံးဝမကြောင်ရတဲ့အစဉ်နီးနီးရောက်သွားအဲ့ဒါနဲ့နောက်ဆုံး Elon Musk က Trump ကိုပြောတယ်မင်းဦးနောက်ဆုံးထွက်တဲ့ဖိုလ်ကြီးကမကောင်းဘူးလို့ပြောတယ်။မကောင်းဘူးလို့ပြောတဲ့အခါကျတော့ စကားများကြတော့ဗောဒါအဲ့ထုံးစံတိုင်း Trump နဲ့ alerted ကျော်ရမီများတချိန်ကြိုင်စကားများကြတော့မထူးစံဒါပေမဲ့ဒီတစ်ခါထူးထူးဆန်းဆန်းတစ်ခုဖြစ်လာ Elon Musk က Twitter အချိန်မှာဘာပြောလဲဆိုတော့သေသွားတဲ့ John Epstein ဗောနော် Epstein ရဲ့ fighter မှာ Donald Trump နာမည်ပါတယ်လို့ပြောနေဆိုတော့ Epstein ကြောင့်ပြောပြ Epstein က financial investor တိကနာမည်ကြီးတယ်သူရဲ့ financial firm စီတရှိတယ်တော်တော်လေးဗော ပိုက်ဆံတွေတော်တော်ရှိသူကရန်ချမ်းသာတဲ့ခါကျတော့ तू ကဘာလုပ်လဲဆိုကျွန်းနေပါတယ်ကောင်မာ तू ကပါတီရေလုပ်ပြီးတော့ကောင်မာလေးတွေခေါ်ပြီးအဖိုးကြီးရနေ तू ကတွေ့ပေးတယ်ပါတီရေ तू ကလှုပ်ပေးတယ်ကောလာဟာလာသတင်းတွေအရဆိုလို့ရှိရင်အဲ့ဒီပါတီတော်တွေမှာဒေါ်နယ်ထရမ့်ပါတယ်ထုံးစံအတိုင်းပြီးရင်အင်္ဂလန်ဟာ Prince Andrew ပါတယ် New England အပေါ်လုံးသိမ်းပိုင်ရှင်ပါတယ်အာနော် Bill Clinton လည်းပါတယ်အနောက်ဆုံးဘယ်ကိစ္စံပါလို့ပြောကြတယ်။နောက်တခြားနာမည်တွေအများကြီးရှိသေးတယ်။ဘာကြိုက်လို့ပြောရလဲ။ဖြစ်ရှင်တော့ Fstein ကိုဖမ်းပြီးတော့စစ်မဲ့လောက်တဲ့အချိန်မှာ Fstein ကထောင်ထဲမှာသူ့ကိုယ်သူတတ်တယ်သွားရလို့ပြောတယ်အခုမှပြောတယ် Fstein ကထောင်ထဲမှာတတ်တယ်ဒါမှမဟုတ်မင်းတို့တရားရုံးကလောက်ကြံတာဖြစ်ဖို့များတယ်ဆိုပြီးတော့ဖြစ်တယ် Elon Musk ကနေပြီးတော့အခုတော့ Donald Trump ကိုဟင်မင်းမင်းကမင်းနာမည် Fstein ဖားထဲမှာပါတယ်လို့ပြောတော့ငွေယူငွေတာတွေပုံပုံကြတာပေါ့နော်တရားရုံးတောင်မတည့်တဲ့ခါကျတော့ပေါ်တဲ့ခါကျတော့အဲ့ဒီမှာအဓိပ္ပာယ်အများကြီးပါတယ်ခုနကကျွန်တော်ပြောသလိုပဲ ပါတီပွဲတွေလုပ်တဲ့အချိန်မှာကလေးတွေ session တွေကလေးကောင်မလေးတွေပါတဲ့ခါကျတော့ဒီသမရာကြီးစီအသိငယ်တဲ့ကလေးတွေ ਨੇ ဟိုအဒီအလုပ်ခဲ့တယ်ဆိုတဲ့ဥစ္စာဆွဆွေးချက်ဖြစ်အဲ့တော့ American သမရာကြီးဒါမျိုးတွေလုပ်တယ်ဆိုတဲ့အဲ့ဒီဟာမျိုးဝင်သွားတယ်အဲ့ဒီအခြေအနေတီရောက်လာအခုတော့လေသူတို့နှစ်ယောက်စကားထိုင်ကြောကြတယ်အော်ဒေါ်နာထောက်မှဒေါ်ပွားကြီးဘာပြောလဲဆိုတော့ main tesla ကိုပေးနေတဲ့ fan တွေကိုငါဖြတ်ပြစ်မယ်လို့သူကပြောတယ် အီလွန်မတ်စ်ကဘာရောမပြောဘူးဒါပေမဲ့ဖြတ်ပြရင်တော့သူ့ Tesla company ပြတ်တာပေါ့နော်ဆိုဖြတ်ပြမယ်လို့သူကချင်းဒါမှမဟုတ်ဇေတော့မဖြတ်သေးဘူး Donald Trump ကလည်းသူကလည်းရံဖြစ်ထားတာအများကြီးကောလာဟာလာရဆိုရင်သူသား Harvard University ကိုဝင်ဝင်လျှောက်တာအပေခံလို့ဆိုပြီးတော့ Harvard University ကိုနိုင်ငံရေးအသားအတိုင်းလက်မခံဘူးလို့မြန် funding ကမဲ့လို့ဝါလို့လို့ဆိုတော့အခုတော့တရားကိုလုံးတရားရင်ဆိုင်နေကြရတဲ့အကုန်လုံး Columbia University လဲအဲ့ဒီလိုပဲနိုင်ငံခြားသားចောင်းတိုင်းလက်မခံဘူးလို့ပြောတယ်။ဒါပေမဲ့ ဆိုအဲ့ဒီအပိုင်းနည်းနည်းလေးပြောပြမယ်ဒါရော Elon Musk နဲ့ Trump နဲ့ရောမဆိုင်တော့ဒီတဲ့ရတူကြီးတွေကအဲ့လိုမျိုးအစိုးရလှုပ်လိုက်လို့ရှိရင် American နဲ့ you know mother elite university စေလို့ခေါ်တယ် top 10ပေါ့နော်ဒီ university တွေက8 or 3 accreditation ဆိုတာ T 3ရဲ့ဒီစာသင်တွေနဲ့ curriculum ရှိအဲ့ curriculum မှာတရားမဝင်တော့မဝင်တော့ရင်ဒီတဲ့ကတူကတုံးစားလို့မရတော့ပွဲရတော့မပြီးသေးဘူးစောင့်ကြည့်ရမှာပဲဘသူဘာဖြစ်မလဲတော့မသိဒါပေမဲ့အချိန်အရတော့ဆွဲ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 လာရင်လည်း ဘယ်ကြီးပါဖြစ်မလဲဘယ်သူမှမသိလက်ရှိအခြေအနေမှာတော့ပွဲကြည့်ပွဲကောင်းတော့ကြည့်အောင်နားထောင်ပေးရတဲ့ကျေးဇူးတင်ပါတယ်